ပြောဒါလေးရောက်ဒါလေးရောက်နေအောင်နေအောင်နေအောင်ဒီနေ့ဘယ်နာဟမ်ငလင်ပေးရလားလားပေးရလားဟုတ်လားခြောင်တို့ရဲ့ကားကအဲ့မှာစစ်စေးဂိတ်မှာကားဘလိုင်းထပြက်လာပြက်တော့သူကားမောင်းနေတကောင်ကားရဲသူစမ်းစမ်းကြီးဘလို့ကားလဲတော့မသိအရက်တောက်လို့မရအောင်အဲ့ကောင်ကားကြီးကသူကားเสียအရက်တောက်တော့အဲ့ကားကကြိုးကြောင်ထထဖောက်လာအေးမော်လေးတို့သူလဲတခါလေးပြင်မန်းတော့တောက်ချိန်မှာပဲလေကြက်တောက်တောက်ဆရာကားတောက်လို့ဆို အကားကြီးကထပြက်ပြက်လဲပြက်လဲပြက်ကွာအဲ့ဒါကျွန်တော်ကအဲ့လိုတကူဆိုကျွန်တော်စိတ်မြန်တယ်ကွာစိတ်စိတ်တူတာအဲ့လိုမျိုးပေါ့နော်ခင်ဗျာဗျာအဲ့လိုထယ်စင်းလို့သူကခင်ဗျာဟိုကတက်တော်လို့ကျွန်တော်မောင်းမယ်ဆိုကျွန်တော်မောင်းတာမောင်းတဲ့အချိန်မှာပထမအဲ့အပုံးနိုင်နေတာအပုံးနိုင်နေတာအပုံးနဲ့နေပြီတိတ်မကြအောင်အမွှေးနိုင်နေတယ်ဘာလဲပေါ့ကွာကားကြီးကဒါဆိုရင်လို့ရှိရင်လည်းတောင်မော်လန်းနေမှာကြွက်ပုတ်တယ်အဲပန်းနံနေပေါ့တောပန်းနံလေးတွေပေါ့နော်အဲ့ဒါနဲ့ဆရာဖသာနေတယ် ကိုပြောတယ်ကျွန်တော်မရတော့ဘူးလေကျွန်တော်ကိုလာပြောနေပြီလာပြောနေသူသားလေးကမမလဲနှစ်အောင်လုံးသုံးအောင်လုံးဖတ်ပြီးတော့ခုရှိနေတယ်တဲ့ဘယ်နေရာမှာလဲဖတ်မှာအဲ့ဒါမမြင်အောင်ကျွန်တော်တို့ဘယ်ရလဲဘယ်ရလဲနေတော့လာလာလာဟေ့သူများအိမ်ထဲမှာချိန်မရှိဘူးမာခင်ပေးတယ်ခဏမနောက်နဲ့ဗျာကျွန်တော်ကားမောင်းနေတာလို့ချောင်းအားလဲချောင်းအားလဲသူကလည်းနည်းနည်းနားကျွမ်းနေတယ်နေကောင်အကူတဲ့ကားမောင်းမှာလာနေပြီတဲ့ကိုသားကိုဘသားလည်းကျွန်တော်ကအဲ့ဒါတွေအယုံကြီးမရှိဘူးကျွန်တော်အဲ့လိုပူးလေးပူးလာလည်းမရှိဘူးတဲ့ ကျွန်တော်နားထဲမှာကျွန်တော်ကြားနေပြီတင်းလာကျွန်တော်တင်းသွားပျော်သွားလို့ဘယ်လိုလဲဆိုတော့အဲ့နဲ့ဟိုဟာသူသားလေးတွေကိုရှင်းပြပြီအစိတ်ကိုလှုပ်လိုက်တော့ဗျာအထငိုဟီဟီဟီတကယ်တော့ကျွန်တော်တရေကြောက်တယ်ဗျာသိလားကားလည်းမောင်းတရေရတယ်ကျွန်တော်အာနမင်းလေးပါးအမင်းဖြစ်သူတို့ရဲ့တင့်တော်ဟာနေရာအအဆင်ပြေအောင်ပြင်သနာတော်မူပါခင်ဗျာတည်တဲ့သူယူကျွန်တော်ဘလို့သွားရှင်ပြရမှာလဲပေါ့နော်အဲ့ဒါနဲ့အဲ့ဒါနဲ့โอเคလို့အဲ့ဒါဆိုလဲအာကျွန်တော်တို့ ပြုတယ်ကုသိုလ်ကောင်းမှုအများပေးမယ်ဆိုပြီးအဲ့မှာအများပေးတယ်နောက်နေ့ကျတော့အဲ့ချောင်းချောင်းကညီလေးချောင်းကနေပြီးတော့အမှအကျွတ်လို့ပဲသူဒါနပြုလဲပြုနေပြီးတော့ခေါ်ပြီးတော့သူအများပေးပြီးတယ်ကျွန်တော် အများပေးဝေဖော်ပြီးလှုပ်လိုက်တယ်အဲ့ဒါတော့ line မတော်မတင်လိုက်ဘူးဟုတ်ကဲ့အာကျွန်တော်တို့ဒီငယ်လင်းခကြီးကိုစထွက်ဖြစ်တာကတော့ငယ်လင်းစလှုပ်တဲ့အချိန်မှာ တင်းအဲလှုပ်ပြီးတဲ့နောက်နေ့မှာပဲကျွန်တော်ကိုကြီးနဲ့တိုင်ပင်ကြည့်တယ်ဗောနော်ပထမတော့ကျွန်တော်ပြောင်းတဲ့ ဒိုးမယ်ပေါ့နော်ဒိုးမယ်ဆိုကျွန်တော်ဦးလေးနဲ့ကိုသူရနဲ့တိုင်မင်းနဲ့ခါမှာမဟုတ်ကိုကြီးနဲ့တိုင်မင်းမယ်မင်းတို့ကိုကြီးရှိတော့ကိုကြီးကဘာဘာပဲလုပ်လို့အလုံးလုံးစနစ်ကြရတယ်။ဗျာစနစ်ကြတော့ကိုကြီးနဲ့တိုင်မင်းကြည့်မယ်ဆိုကိုကြီးကညီလေးတဲ့အလုံးတကူမင်းဟုတ်ပြီမင်းငယ်လျင်သွားမှာတော့ဟုတ်ပြီတဲ့။မင်းစပြီးရင်တော့တဲ့မင်းအဆုံးအထိသွားမှာလုံးဆောင်မှရမှာနော်တဲ့။မင်းအဆုံးအထိရောမင်းအချိန်ပေးနိုင်မလားတဲ့ကျွန်တော်မေးတဲ့အခါမှာ။နည်းနည်းစဉ်းစားပါရယ်ဗျာ။အဲ့ကျွန်တော်တို့ဒီတစ်ခေါက်သွားမယ်ခကြီးကပြီးပြီးရောလုံးလို့မရတော့ဘူးကောနော်။အဲ့ဒါဆိုတေချာစနစ်တကျနဲ့အဆုံးအထိ ကူညီမယ်ဆိုလို့အဆုံးနေကူညီမှရမယ်ဆိုတာခဲကိုကြီးရဲ့သူချပြဆိုပြီးတော့အာပတ်သက်လည်းနှစ်ယောက်သားတိတ်တယ်မရှိကြဘူးရှိတော့အဲသူ့မှာရှိတာလေကို့မှာရှိတာလေထုတ်ပြီးတော့ကိုနဲ့ပတ်သက်ရပတ်သက်ကြောင်းမိတ်ဆွေတွေနဲ့စူပေါင်းလိုက်တော့220ရတယ်ဗျအ220ရနေပြီးတော့စပြီးတော့မားတီလိုက်တာအဲ့မှာလားလူရတာ ਨੇ တထောင်လောက်ဖြစ်သွားတထောင်ပန်းလေးလောက်ဖြစ်သွားတယ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့အရင်ဆုံးသွားတာသခိုင်းသခိုင်းသွားတယ်ပြီးတော့စိန်ပန်းသွားတယ်ဘုံအိုးသွားတယ်တတဲဦးသွားတယ်အင်းဝါသွားတယ်အမရပူရာသွားတယ်ပေါ့နော် အသွားတဲ့နေရာတွေမှာအဲ့အဲ့သခိုင်းဘက်အဲ့လိုသွားပြီးတဲ့သွားပြီးသွားလဲပြီးတော့အင်းလေးဘက်ကိုကျွန်တော်တခါထက်သွားတယ်အင်းလေးရပြီးတော့တခါပြန်လာပြန်လာပြီးတညာခဏခဏနားပြီးအင်းလေးကိုတခါပြန်တက်ပေါ့နော်အင်းလေးကနှာခေါင်းဘယ်လိုကြောင့်ဖြစ်သွားလဲဆိုတော့ကျွန်တော်သခိုင်းမှာလဲဟိုပထမတော့ကတော့ပေါ့နော်အဲ့သခိုင်းတို့မန္တလေးတို့မှာလာတဲ့သူတွေများများလားไอ้ปျော်เวรတို့ဘာတို့มาလဲသူ့အနေနဲ့သူတော့အဆင်ပြေသွားပြီအင်းလေးဘက်မှာအဲ့ချိန်တော့တိတ်မရောက်ကြတော့ကျွန်တော်အင်းလေးဘက်သွားရင်းနဲ့အဲ့မှာရင်အဲ့ဒီက အင်းသူအင်းသားရင်းနဲ့ခင်တာရဲ့အဲ့မှာရှိတဲ့သူတွေနဲ့လည်းခင်တာရဲ့နောက်ပြီးတော့တဖြည်းဖြည်းနဲ့အဲ့မှာလည်းတကယ်လေလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့နိုင်တဲ့ဘက်ကကူညီမယ်ဆိုပြီးအဲ့နေရာလေးကိုကျွန်တော်ရွေးချယ်ပေးတာဗျအာလှူတဲ့အခါမှာကျွန်တော်တို့သွားတယ်လောဆယ်သခိုင်းတို့ဘာလို့မှသွားလှူတဲ့အခါမှာကြာလို့ရှိရင်ကျွန်တော်တို့မှရေတွေပါတယ်စားစရာပါတယ်မချောင်ငချမ်းပါတယ်အဆောင်တွေပါတယ်အဝတ်တွေပါတယ်ကျွန်တော်တို့တနေရာတနေရာဝင်ကြည့်တယ်အသေးချာအဲ့မှာရှိတဲ့တာဝန်ရှိတဲ့လူကြီးတွေနဲ့ညှိတယ်ညှိပြီးလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ထားမခဲ့ဘူးကျွန်တော်တို့ကိုယ်တိုင်ဝင်ကြည့်တယ်တကယ်လိုအပ်နေရင်တော့တကယ်ပြေးခဲ့တယ်သူတို့မ ပူရှမ်းနေပြီဆိုရင်တော့အဲကျွန်တော်ကတခါလေးကြာရင်အားနိုင်ကိုလူပြီးသွားရင်ထားခဲ့ကျင်တာအကိုကြီးကြတော့အဲ့တခုကတော့လေးကျွန်တော်သူ့စီကအတုပြန်ယူအောင်ဘောနော်သူကမရဘူးခေါက်ပြန်ယူမယ်ဗျာသူတို့မှပြေဆုံးနေပြီဟာလို့ကိုကြီးကလူပြီးသွားမရဘူးတဲ့သူတို့ကပြေဆုံးနေပြီတဲ့နောက်မလိုအပ်တဲ့လိုအပ်တဲ့သူတွေရှိသေးတယ်ဗောနော်အဲ့လူတွေကိုလူမှာဗောတဲ့ဆိုအော်အင်းမအင်းမဆိုအကိုကြီးကတော့အဲ့တခုကောင်းတယ်နောက်ပြီးရင်စင်းသေးရနဲ့ငွေကြီးဘိုင်းနဲ့ပတ်သက်လို့ရှင်လေအဲ့မှာဟင်းသစ်ဆန်ဆိုတဲ့ညီလေးပါတယ်အဲ့ညီလေးကစင်းသေးရဂိုင်တယ် ကုသူရကြတော့ဒီဒီကန်တာ page မှာသူဒီစီးရင်ရှင်းတဲ့နေသူကတင်တယ်နောက်ပြီးဆရာဝန်ကြတော့လည်းအဲ့ဂျီဘက်ကြီးတကယ်ချင်းပါတယ်အကြီးပဲကြီးပါတော့အဲဆေးလဲထိုးတာဗျာကျွန်တော်တို့ကတော်တော်လေးတော့ပြည့်စုံတယ်ဗျာသွားလာတာလေကြီးပဲကြီးပါပြည့်စုံတယ်နောက်ဆုံးအသေးစားခွဲစိတ်မှုကအစားလုံးလို့ရအောင်ပြည့်စုံပေးထားတယ်အဲကြီးပဲပြည့်စုံလာတာလေအာ तू ကလည်းတကယ်တော့ तू ကျမ်းမာရင်မကောင်းဘူး तू ခွဲထားတာ तू ခွဲထားတာ तू အနာဖြစ်လို့ခွဲထားပြီးတော့အနာမကျက်တကျက်ကြီးနေအဲ့အော်ငါလည်းကူညီခြင်းနဲ့ကွာဆိုပြီးတော့ အော်လေးစားပြီကွာဟိုလိုက်ခဲ့ကွာတကယ်ချင်းနေပြပျော်မှုတော့ကောင်းတယ်အဲ့မှာအဲခါခွဲတဲ့လူနာလို့လို့ရှိရင်လည်းအဲ့လိုမျိုးခါနဲ့ပတ်သက်တဲ့ပြပါရည်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့မှာချိတ်ဆက်ပြီးတော့အဲသူတို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ဟာတွေညွှန်ကြားပေးတယ်နောက်ပြီးရင်ဆရာဝန်တွေနဲ့ချိတ်ဆက်ပေးတယ်စေယုံတွေမှာတွားတယ်ပထမတော့အဲ့မှာစကိုင်းမှလာမသိဘူးအဲ့စေစေပစ္စည်းတွေလိုအပ်တယ်ဆိုပြီး online ပေါ်တင်တဲ့အချိန်မှာလိုအပ်တဲ့ပစ္စည်းတွေဝယ်သွားတယ်ဝယ်သွားတဲ့အချိန်မှာဟိုကြတော့ပစ္စည်းတွေပြည့်စုံနေတော့ကျွန်တော်တို့ကအဲ့ပစ္စည်းတွေမလိုတော့ဘဲနဲ့ကျွန်တော်ပြန်လာတယ်ပြန်လာပြီးတော့နောက်ထပ်အဲ့တဒက်ဦးမှာ လိုအပ်တဲ့စေယုံမှာလိုအပ်တဲ့ပစ္စည်းတွေလှူခဲ့တယ်။တော်တော်လေးတော့အဆင်ပြေသွားတယ်ဗျာ။စေဝါနဲ့ပတ်သက်လို့ရတယ်လေ။အဲဒီတစ်ခါကျွန်တော်တို့ကိုယ်တိုင်ကအစားဆရာဝန်ပါတော့ပါတော့ကျွန်တော်တို့ကိုယ်တိုင်ကဖြားတယ်ဗျာ။ဆရာဝန်ပါတော့ကိုယ့်အနကိုလည်းပြန်ထိုးကြတာ။အခုကိုယ့်ကိုယ်လည်းပြန်ကုပေါ့နော်။အဲလူနာတွေကိုလည်းကုတယ်နောက်ပြီးအဲ့မှာစကိုင်းဘက်မှာဆိုဆရာလေးကြီးလေ။ခေါင်းတွေကွဲကြတယ်ချုပ်ရိုးတွေမဖြေရသေးဘူးဆိုတော့အဲသူတို့ကကွက်တီပဲဆရာမပါတော့ချွေရိုးတွေဖြီးပေးအနာဆေးတယ်ပြတော်တော်အဆင်ပြေတယ်ဗျ။နောက်ပြီးတော့ဆရာဘသာတို့ပါလာလဲတခုခေါင်းတယ်သူကဆရာဘသာတို့ပါတော့ဆရာဘသာတို့ပါလာလဲကောင်းတယ်သူတို့တွေလည်း သူတို့အပိုင်းဆိုင်ရာလေးတွေပေါ့နော်သူကလည်းသူမမျှတာအဲ့ဒီပြိဿတ်တွေနဲ့တွေ့တဲ့အခါမှာကျတော့ပင်တော့ပင်မန်းနေဒါပေမဲ့သူတို့တွေကဘာပြောလဲဆိုတော့တားလေးတို့ရဲ့တဲ့ဟိုကပေါ့နော်တားလေးတို့အားပေးရတယ်တန်တယ်တဲ့တားလေးတို့လူချင်းမလူချင်းတဲ့တားတို့ရဲ့မျက်နှာကိုမြင်လိုက်ရပြီဆိုတော့အမေတို့တွေတဲ့ဝမ်းတာတယ်အားရှိတယ်ဆိုတော့ကျွန်တော်လည်းဘလောက်ပင်မန်းပင်မန်းဗျာဟုတ်တယ်မဟုတ်လားမရဘူးသူတို့လည်းတော့နှွေးထွေးပေးရမှာပဲအဲ့ညောင်ရှင်ပါဆိုတော့ကလေးလေးတွေအပွဲနေတယ်ကျွန်တော်ဆိုဖြစ်တယ်ကလေးလေးတွေမြန်မာမြန်မာအိုက်ဒေါ်တချင်းလေးအဲဟုတ်တယ်ဟုတ်တယ်အင်းလေးဟာဘာဘူး ဟမ်းဗာလဲဟမ်းဟမ်းဗာလဲမသိဘူးနာမည်တော့ရှိတယ်ကျွန်တော်မေ့နေလို့ဘမ်ဘူးဗာလဲဘမ်ဘူးအေ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 းအဲ့အဲ့အဲ့မှာကျွန်တော်ဆိုရွက်ခဲ့တယ်အဲ့ခရီးလေးလူငယ်လေးတွေပေါ့နော်တို့တွေဂီတာလေးတွေဂီတာလေးတွေနဲ့တို့တို့လူမျိုးလက်ကုတ်လေးလက်ကုတ်တီးပြီးကျွန်တော်ဆိုပြစ်တယ်နောက်ပြီးတော့အဲ့ဟိုဟာမှာကေလာမှာလားမသိဘူးအဲ့ဖြိုးမြအောင်လာရဲဆိုတော့အမှသူတို့တချင်းနားထောင်နေတယ်ဆိုသူတို့ဒုက္ခတွေကြားတယ်ကျွန်တော်တကယ်တော့မဆိုချင်ဘူးဗျာတကယ်တော့သူတို့ဒုက္ခရောက်နေတယ်ကြားတယ်မှာကျွန်တော်လာပြီးတော့ပျော်နေတယ်လို့မြင်မှာစိုးတယ် ကျွန်တော်မဆိုချင်တော့သူတို့ကမရဘူးအဆိုပေးပါဘောနော်သူတို့ခွန်အားရတယ်ဆိုတော့ချန်ဒီယိုတိုင်းကြားရတယ်မှာအဖွားကြီးတွေရောအကူတွေရောဆိုတော့အာဆိုငါဆိုမဖြစ်မယ်ဆိုပြီးတော့ဆိုမယ်ဆိုပြီးကလေးတွေအနားမှာခေါ်ပြီးတော့ဆိုတာဆိုတဲ့နေရာမှာလည်းအဲ့ကလေးတွေရဲ့မျက်နှာကလေးကလေးလေးတွေဆိုပေမဲ့သူတို့ဘာမှမတီးဘူးဒါပေမဲ့သူတို့မှစိတ်ကြံရဖြစ်သွားတယ်ထင်တယ်ငယ်လျင်ကြောင့်သူတို့အိမ်လေးတွေဆုံးရှုံးသွားတယ်ဆိုတော့သူတို့မျက်နှာလေးတွေမကောင်းဘူးဗျအဲ့တော့ကျွန်တော်ဆိုတဲ့အချိန်မှာသူတို့ပြုံသွားတယ် အဲ့ဒါပြကျွန်တော်ကျင့်နေတယ်ကျွန်တော်အမှုပညာနဲ့သူတို့အဲ့လိုမျိုးလေးဖြောပြပေးရတာကိုကျင့်နေတယ်အဲ့ကန်စားမှုကပရမတ်တော်လေးကျွန်တော်တိတ်မစိုးရင်းပြကျွန်တော်ရင်ထဲမှာရင်ထဲမကောင်းကျွန်တော်မူဘလုံးမှမရဒါပေမဲ့သူတို့တောင်းဆိုလာတဲ့အခါမှာအော်ကျွန်တော်ကျင့်တဲ့ပုံဆိုတဲ့ကျွန်တော်သူတို့ပျော်သွားတဲ့ဟာလေးကိုကြီးရင်းရမြောင်အာငါဆိုရင်ငါသူတို့ပျော်အောင်လုပ်ပေးရမှာပဲဆိုတော့ခံစားကြတယ်အဲအပြင်မှာရှိုးဆိုရတာတော့မတူကျွန်တော်ဘက်မှာလုံးဝမေ့လို့မရဘူးဗျာအဲ့ဒါသူတို့ရဲ့အပျော်လေးတွေကမေ့လို့မရဘူးကလေးတွေဆိုလည်းပျော်သွားတာသူတို့မျက်နှာကပျော်သွားတာဆိုတာဒီကောင်လေးအရင်ပျော်သွားတာအဲ့သူတို့လေးတွေဘာဟိုပေါ့နော်စိတ်တဲ့ညီလေးတို့ ပျော်ပျော်ဖို့ကောင်းသူတို့ပျော်အောင်လုပ်ပြီးလိုက်တော့လေသူတို့လေးတွေပျော်သွားတယ်ဗျအဲ့ဒါကိုကြည်နေအဲ့ဒါတော့ဘာနဲ့မှမလဲနိုင်ဘူးပတ်သက်နေလဲပေးဝယ်လို့မရတဲ့အရာလေးပေါ့မတ်တရပါပဲဒီအင်းလေးမှာတော့လေကျွန်တော်တို့မနေ့ဆိုရင်စောကြီးထားကြတယ်ထားပြီးသွားညဆိုရင်9နာရီ10နာရီမှပြန်တယ်လူတွေဆိုရဲဤစိတ်နေပဲကျွန်တော်ထင်တာတော့ကိုနေမင်းကိုကျွန်တော်ကဟိုရုပ်ရှင်မင်းသားပေါ့နော်ရုပ်ရှင်မင်းသားမယ်အာဒီဟဲကွာမကန်နိုင်တော့ဘူးလို့သူပြောတယ်တကယ်လုံးမယ်ဒီဘက်တကယ်ပြောတယ်ဒီဘက်တကယ်လုံးနိုင်ပါမလားပေါ့ဒါပေမဲ့ကိုနေမင်းကဟို ကိုကြီးကတော်တော်ဟိုပါဖြစ်တယ်တော်တော်ဟာလုံနိုင်တယ် तू အာတော်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 ဖြစ်နေတယ် तू ဒါပေမဲ့ तू ပြန်လာလို့ရှုံးမဲနေတာကိုနေဘလို့ဘလို့တွဲမိသွားရအာတွဲမိရဲဆိုတော့ဟိုဟာအကိုကဒီဟိုဟာကိုကိုကိုကြီးနေမရဒီကန်လာဒီ production မှာသူတို့စကားအသစ်ထွက်မယ်ဆိုတော့ तू ရုပ်ရှင်ရိုက်ဖို့ရှိတော့ကျွန်တော်နဲ့ဒီလေးတဲ့ရုပ်ရှင်ရိုက်ဖို့ကန်လာရင်ねကျွန်တော်လည်း ရုပ်ရှင်မင်းသားလုံမလားပေါ့နော်အဲ့မှာခွင်းနဲ့တွဲပြစ်သွားတာပါကြောင်းသူရှိရောဘာတင်ပြီးလဲရုပ်ဆောင်ပညာအာရုပ်ဆောင်ပညာလဲသူရှိမှာကြတော့ဒီစကားပြောတဲ့ပညာပေါ့နော်ကျွန်တော်ဆိုစကားပြောရင်ဗျာဒီမှာအရန်လို့ဘာပြောလို့ပြောမှာဒါပေမဲ့ तू နဲ့တွေ့တဲ့အခါမှာစကားကို AAC ပြောတာတွေရဲ့နောက်ပြီးတော့စာဖတ်ဖို့တွေတော်တော်များများလေ့လာသင်ယူရပါတယ်ပြီးရင်စကားပြောတဲ့အခါမှာတော်တော်မိုက်တယ် ဟုတ်ကဲ့ဒါပြောတာကျွန်တော်တို့ငယ်လင်းမှာဒီထဲမှာပါတဲ့သူတွေဆရာဘာသာဆိုလဲဇန်ညွန်းဆရာဘာသာဇန်ညွန်းဟိန်းသိဇန်ဆိုလဲမင်းသာအဲ့မှာအဲ့စေတသိက်တို့ပါလို့ဆိုလို့ရှိရင်လေပေါ့အဲ့ထဲမှာပါတဲ့သူတွေကဒီအလုံးလုံးကနေနိုင်ဦးလားမင်းဒသူတိသိက်ပဲအမဂျီပန်လို့ဆိုလို့ရှိရင်လေရောက်တဲ့မင်းရုပ်ရှင်ရိုက်ရင်ငါတို့ချင်းရေးပေးပါဆိုတော့ဟာအကုန်လုံးကအဲ့လိုဖြစ်သွားသလားအလိုညီနိုင်မှာပါနဲ့ပို့ပြီးတော့ဟိုစီးလုံးသွားတာပေါ့နော်အလုံးလုံးပို့တာဟုတ်မန္တလေးကနေပြီးတော့ညဘက်ကျရင်ကျွန်တော်တို့ပြင်းလို့ရကျွန်တော် မမားဘောညမွေးသားမေရှိတယ်အမေတွေအိမ်မှာညသွားအိတ်တယ်လမ်းမှာခြောင်လို့လဲပါတယ်ခြောင်တော့ရကားကအဲ့မှာစစ်စေးဂိတ်မှာကားဘလိုင်းထပြက်လာပြက်တော့သူကားမောင်းနေတကောင်းကားရဲသူစမ်းစမ်းဘလို့ကားလဲတော့မသိအရက်တောက်လို့မရအောင်အဲ့ကောင်ကားကြီးကကျွန်တော်လည်းမယုံသူကားเสียအရက်တောက်တော့အဲ့ကားကကြိုးကြောင်ထထဖောက်တာဆရာကားသူကားမောင်းနေကိုတက်ဦးဆရာသူကျွန်တော်သူဆရာကားဆိုဆရာကားခင်ဗျမတောင်းနေမတောင်းနေပြောလိုက်သူ ။ तू မတောက်ရင် तू ညက်တာကြီးကရှုံးမဲ့နေရော။အေးမော်လေးတို့ तू လဲတခါလေးပြင်မတော့တောက်ချိန်ပါပဲလေ။ကြက်တောက်တောက်ဆရာကားတောက်လို့ဆိုအကားကြီးကထပြက်။အပြက်လဲပြက်လဲပြက်ကောအဲ့ဒါကျွန်တော်ကဟိုတကူဆိုကျွန်တော်စိတ်ညံတယ်ကွာစိတ်စိတ်တူတာအဲ့လိုမျိုးပေါ့နော်။ခင်ဗျားဗျာလို့ဖယ်ဆင်းလို့ကွာခင်ဗျားဦးကတက်တော်လို့ကျွန်တော်မောင်းမယ်ဆိုကျွန်တော်မောင်းတာ။မောင်းတဲ့အချိန်မှာပထမအဲ့အပုံးနိုင်နေတာ။အပုံးနဲ့အိမ်နဲ့အပုံးနဲ့နံပြီးတိတ်မကြောက်အမွှေးနဲ့နံတယ်ဘာလဲပေါ့ကွာကားကြီးကဒါဆိုရင်လို့ရှိရင်လေတောင်မွန်လန်းနေမှာကြွက်ပုတ်တယ် အဲပန်းနံနေပေါ့တောပန်းနံလေးတွေပေါ့နော်အဲ့နည်းဆရာဘသာနေတယ်ကိုပြောတယ်ကျွန်တော်မရတော့ဘူးလေကျွန်တော်ကိုလာပြောနေပြီလာပြောနေခင်ဗျားကဘူးကဘာပြောလို့လဲလို့ခင်ဗျားလာမစားနဲ့ဗျာလို့ခင်ဗျားကဘူးကဘာပြောကိုကိုပြောကျွန်တော်ကိုလာပြောဟာခင်ဗျားမနှောင့်နဲ့ဗျာလို့ကျွန်တော်ကားမောင်းနေတာလို့ချောင်းလဲချောင်းလဲသူကလည်းနည်းနည်းနာကျွမ်းနေတယ်နေကောင်အကူတဲ့ကားမမလာနေပြီတဲ့ လားနေတော့လို့သူများအိမ်မှာတော့မင်းတို့ပူးရခွာရည်မလုံးနဲ့ကွာလို့ပြောလို့မျိုးကောင်းမှာပြောနေတယ်ဆိုလည်းပြောအဲ့မှာမဟုတ်လို့ကျွန်တော်မပူးခြင်းဘူးမပူးခြင်းဘုရားပူးခိုင်းတာမဟုတ်ကိုသားကိုဘသာလည်းကျွန်တော်ကအဲ့ဒါတွေအယုံကြည်မရှိဘူးကျွန်တော်အဲ့လိုပူးလေပူးရလည်းမရှိဘူးလေကျွန်တော်နားထဲမှာကျွန်တော်ကြားနေပြီးတင်းလာကျွန်တော်တင်းသွားပြောသွားလို့လူလဲဆိုတော့အဲ့နဲ့ဟိုဟာဟိုသူသားလေးတွေကိုရှင်းပြပြီးအဲ့စိတ်ကိုလွတ်လိုက်တော့ဗျာအဲ့ထအောင်ဟီ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  တကယ်တော့ကျွန်တော်တရေကြောက်တယ်ဗျာသိလားကားလည်းမအောင်တရေရတယ်ကျွန်တော်ဟာပလေးကြီးပါအဲ့မကျွန်တော်ဒေါသတော့နင်ပြောပြောလို့ပြောပြောအဲ့တိတ်မကြောက်ဟာတဲ့ကလေးလေးနှစ်ယောက်ကိုရှင်ပြုတ်ပေးပါတော့ဩကျွန်တော်စိတ်ထဲမှာโอเคအဲ့ဒါဆိုကျွန်တော်အသက်ရှင်လျက်ရှိနေတော့ကျွန်တော်ရှင်ပြုတ်ပေးမယ်ပေါ့နော်ရှားပြီးတော့အဲ့နဲ့အပြုတ်ပေးမယ်လေးဆိုတော့မဟုတ်ဘူးကလေးနှစ်ယောက်ကဖန်ရင်းနေတဲ့သူတို့ပေါ့နော်အပြိပြီးတော့တနေရာမှာတည်နေရာပြောဆိုတော့လည်းမပြောနိုင်ဘူးကွာအဲ့ကျွန်တော်တင်းသွားဟာအာဘာလုပ်ပေးရမှာလဲလို့အဲ့လိုမျိုးပေါ့နော် ဟိုခလီးဥမာနဲ့ဟိုဘလို့တည်တဲ့သူယူကျွန်တော်ဘလို့သွားရှင်ပြူပါမှာလဲပေါ့နော်အဲ့ဒါနဲ့အဲ့ဒါနဲ့ okay လို့အဲ့ဒါဆိုလဲအာကျွန်တော်တို့ပြူတယ်ကုသိုလ်ကောင်းမှုအများပေးမယ်ဆိုပြီးအဲ့မှာအများပေးတယ်နောက်နေ့ကျတော့အဲ့ချောင်းချောင်းကညီလေးချောင်းကနေပြီးတော့အမှအဲ့အကျွတ်လို့ပဲသူဒါနာပြူလဲပြီးနေပြီးတော့ခေါ်ပြီးတော့သူအများပေးပြီးတယ်ကျွန်တော်အများပေးဝေဘော်တွေလောက်လိုက်တယ်အဲ့ဒါတော့ line မော်တော့မတင်လိုက်ဘူးဟုတ်ကဲ့စိတ်ကစွဲနေတာပြန်နေတာဖြစ်လိမ့်မယ် တကယ်တော့အထမ်းမမြောက်လိုက်အထမ်းမမြောက်လို့ကျွန်တော်တနာတော့တနာတယ်ဗျဒါပေမဲ့ကျွန်တော်တရေကြောက်တော့ကျွန်တော်ဒေါသလွယ်တယ်လေအခုကျွန်တော်တကယ်ကြောက်တတ်တာဗျာကားမောင်းနေနေကြောက်တာကိုယ်တန်ကြားလိုက်တယ်အေးကျွန်တော်လည်းကျွန်တော်တကယ်တော့ကြောက်ကြောက်အော်အော်တာကြောက်ကြွဲကြောက်ကြွဲခက်တာကျွန်တော်ဟိုနေ့ကပြန်တဲ့အချိန်မှာကျွန်တော်ပျော်ပွဲကိုရောက်တဲ့အချိန်မှာတော့ကျွန်တော်မေးကြည့်တော့အဲ့မှာတော့တော်တော်လေးအဆင်ပြေကြရတယ်စနစ်စနစ်တကျဖြစ်တော့လीမြန်လဲမြန်နေဗျာနော်အခုဖြစ်နေတဲ့ပြဿနာဟိုအခုနောက်ပိုင်းတော့စနစ်ကျသွားလာပါပြီအရင်တော့ကတော့ဘယ်လျံဖြစ်တာဘောနော်တချို့ဆိုရင် လှူတယ်လှူပြီးပြန်လှူပြီးပြန်လှူပြီးပြန်ဆိုတော့ရတဲ့သူတွေကပိုရတယ်မရတဲ့သူတွေကမရဖြစ်သွားတော့အဲ့မှာပြဿနာတက်လာလက်တလောလိုရတာကတော့ကျွန်တော်အိမ်စားဖို့ပဲလိုတယ်သူတို့မှတောက်ရီခြေတန်းနေဆိုလဲကျွန်တော်တို့ရှေ့အောင်ပြန်တောင်းတောင်းနေရတယ်ကျွန်တော်တို့ဆိုလေကျွန်တော်တို့ဒုက္ခတယ်ပေါ့နေပြီအစားအစာကြီးလည်းများနေပြီအဝတ်ထည်ကြီးလည်းသူကအဆင်ပြေနေပြီဆိုတော့သူတို့အိမ်စားဖို့အတွက်လိုအပ်တယ်အိမ်စားဖို့လည်းလိုအပ်ပါသေးတယ်ပေါ့နော်ပြီးတော့ဟာတစ်တေဝါးတွေလည်းပေါ့နော်တစ်တေဝါးတွေကတော့ဈေးတက်တက်တာနဲ့ရအောင်ပေါ့နော် ျွန်တော်တို့ကအဲ့ဒါတခုတလို့ကျွန်တော်အဖွဲ့ကကြားတယ်ဆိုတော့အဲ့ဒါလှူရေးဆိုလို့ရှိရင်35သိန်း35သိန်းအပြည့်နဲ့ထားခဲ့တာမဟုတ်အဲ့မှာတာဝန်ရှိတဲ့သူတယောက်ကိုကျွန်တော်အပ်ခဲ့တယ်အပ်ပြီးတော့မှအဲ့လူရှိမှထုတ်မယ်ဆိုရင်အဲ့လူရှိမှသွားပြောပြီးထုတ်ကျွန်တော်စာချုပ်နဲ့ချုပ်ခဲ့တယ်နောက်ပြီးရင်သူတို့အတွက်ဘာလုပ်ပေးလဲဆိုတော့ကျွန်တော်တို့တစ်ဆိုလဲတစ်ဈေးသက်သာသာရရအောင်တစ်တွေကိုကျွန်တော်တို့သူတို့အတွက်စုံစမ်းပေးတယ်ဝါးဆိုရင်လဲဝါးကိုဈေးတက်တက်သာသာနဲ့ရအောင်စုံစမ်းပေးတယ်အဲ့မှာကျွန်တော်တို့အချိန်တွေပို့ကြသွားတာ အရင်ကျွန်တော်အစိုးရဖြစ်ခင်2016တုန်းကလည်းပကံငယ်လင်းကျွန်တော်ငယ်လင်းကောင်းကောင်းမိခဲ့တာဟုတ်ပကံတော့ငယ်လင်းသွားတာအဲ့တော့ကျွန်တော်ကဗိုလန်တီးယားအနေနဲ့သွားတာအဲ့တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နေနာမည်မရှိတဲ့ပရိုက်တာအသင်းလေးနဲ့သွားတဲ့အခါမှာကျွန်တော်တို့ကပါတဲ့ဇိတ်တွေကပြတ်ပြီးတော့တမင်းတွေငတ်တာအဲ့မှာအဲ့ကြောင့်မလို့အခုဆိုလို့ရှိရင်လည်းအဲ့လိုတွေတချို့အဖွဲ့တွေကတော့မဖြစ်ဘူးတချို့နာမည်မရှိတဲ့အဖွဲ့အဲ့လိုတွေဖြစ်ဖြစ်တဲ့သူလည်းဖြစ်ဖြစ်နေမှာပဲလေအဲ့ကြောင့်မလို့အဲလှူမယ်ဆိုလို့ရှိရင်လည်းဗိုလန်တီးယားအဖွဲ့လေးတွေကိုလည်းလှူပေးပါလို့ကျွန်တော်ဒါမေတ္တာရက်ခံတာပေါ့